။ PLD ဘဏ်ရဲ့ MBU Credit Card ဆိုလိုချင်တာကိုတိတိကျကျထောက်ပြပါမယ်။ရောင်းပြပွဲမှာအင်ချမ်းမြဆိုင်ရာအသိပညာဘိုးသူဒ္ဓတွေကိုဟောပြောဆွေးနွေးပေးမဲ့အစီအစဉ်ပါတာကြောင့်ပြပွဲကိုလာရောက်လေ့လာသူတွေအတွက်အကျိုးရှိစေမှာပါ။ ပြပွဲကိုလာရောက်လေ့လာသူတွေအတွက်နောက်ထပ်မရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကလည်းစောင့်ကြည့်နေကြပါတယ်။ပြပွဲမှာပအဝင်ရောင်းချကြမဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ900ခန်းလုံးကနေ20ရာခန်းလုံးအထိအထူးလျှော့စည်းတွေနဲ့ရောင်းချကြလို့ဈေးသက်သက်သာသာဝယ်ယူနိုင်ကြမယ်အပြင်အရေးကြစနစ်နဲ့ရောင်းချမဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်။ပြပွဲစီစဉ်ကျင်းပတဲ့အိုင်းမြန်မာဟော့စကဥနေမင်းသူဟာအခြေခံလူဒန်းစားတွေအတွက်အင်ယာပိုင်ဆိုင်နိုင်မှုမြေစည်းကြီးမှမှုပြဿနာတွေ အင်ချမ်းမြေကစားမှုတွေဒါတွေပပျောက်ဖို့အစိုးရအနေနဲ့ဘယ်လိုဖြေရှင်းသင့်တယ်လဲဆိုတာကိုအကြံပေးပြောဆိုခဲ့ပါတယ် ကျွန်တော်တို့ဒီပွဲအတွင်းမှာပေါင်ရင်ပြတ်တာနဲ့တပြိုင်နဲ့ပေါင်ရောင်းချရတဲ့တပြိုင်နဲ့အထူးလျှော်စီ900ရာခိုင်နှုန်းလုံးပြီး20ရာခိုင်နှုန်းလုံးလျှော့ပေးထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မိမဝေယူမဲ့မိမပြည်သူတွေကလည်းဈေးနှုန်းတက်တာတက်တာဆိုတာနဲ့ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်အခြေခံလူရန်းစားရဲ့အတွက်ဦးတည်ပြီးတော့ကျွန်တော်တို့ဟိုမူဝါဒတွေချမှတ်ဖို့ဆောင်မယ်စီမံကိန်းတွေချမှတ်ဖို့ဆောင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်လည်းအခုလောလောဆယ်မှာသူကတက်ကနေပြီးတော့တမုန်းနဲ့အိမ်ရာစီမံကိန်းတွေမြန်မြန်ပေါ်ထွက်အောင်လို့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဆက်လုပ်မယ်ဆိုပြီးတော့ဆက်ပြီးတော့ကြေညာပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့အကောင့်တွေထားပြီးတော့ဖော်နေပါပြီအဲ့ဒီစီမံကိန်းတွေအဲ့ဒီတမုန်းနဲ့အိမ်ရာစီမံကိန်းတွေမြန်မြန်အ account တွေပေါ်ပြီးမယ်ဆိုတော့လည်းကျွန်တော်အများကြီးကြိုဆိုပါတယ်ဒီချက်မြေရောင်းပြပွဲမှာ Star City နဲ့ Riverfront Garden တို့ကအဓိကပါဝင်ပြသသလိုအခြားအင်ချန်မြေနဲ့ဆောက်လူရေးကုမ္ပဏီပေါင်း90ကျော်ကလည်းပါဝင်ပြသနေပါဗျ။ပြပွဲမှာပါဝင်ပြသနေတဲ့အောင်မြင်ပြည့်စုံဆောက်လူရေးကုမ္ပဏီကလည်းကွန်ဒိုတွေတိုက်ခန်းတွေကိုလျှော့ဈေးအပြင်အရေးကြစနစ်တွေနဲ့ပါရောင်းချပေးနေပါဗျ။ ဒီမှာတော့ကတော့ခုဒီ promotion ပွဲအတွက်မှာဝယ်တဲ့ customer တွေကိုအရင်ဆုံးအဆိုရင်ညဝယ်ရညဝယ်တဲ့ဈေးက2800နဲ့ဝယ်ရမယ်ဆိုရင်အခုဒီ promotion 3000အောက်ရအတွင်းမှာဆိုရင်ပေါ့နော်2500နဲ့ရမယ်ပေါ့နော်ပြီးတော့ပထမဆုံးနေနဲ့ဈေးရက30ရက်ကလုံးဝပေးရမယ်ကျန်တဲ့80ရက်ကတော့နှစ်နှစ်အရေးကြာနောက်18 18လအရေးကြာပေါ့လို့အရေးကြာလေးခွဲပေးထားပါရှင်ပြောက်ပွဲကိုတက်ရောက်သူတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Samsung ဖုန်းနဲ့ tablet 15လုံးအပြင်တန်ဖိုးငွေ390တန်ဖိုးရှိတဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းကန်ဆယ်မဲ့ဖောက်ပေးသွားမှာဖြစ်ပါတယ်